အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အနေနဲ့ဒီဒီနေ့မှာလည်းကလကပဗလာပြိုင်ပွဲစဉ်တွေကိုဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေအားလုံးကိုဒါကျွန်တော်ရဲ့အကြိုက်ပေါ့နော်ဒါကိုခမန်းရလက်ဘော်ဒီလေးနဲ့ပေါ့နော်ဒါကျွန်တော်စိတ်ကြိုက်ကလေးပဲရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီကိုကြည့်ရှုအားပေးနေကြတဲ့ဒီလိုတွေကတော့ပေါ့နော်ဒါအကြိုက်ရှင်းတူမယ်ဆိုရင်တော့လိုက်ပြီးတော့ဆော့ကစားလို့ရတယ်လို့ပေါ့နော်ဒါကိုနဲ့ဒါတစ်ထရင်ကြာရင်ဆိုရင်လိုက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ ဆိုတော့ပထမဦးဆုံးပွဲစဉ်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒါပါမီယက်နဲ့ဒါအဲအလီအသင်းပွဲကိုရွေးချယ်ပေးတော့မှာလည်းဖြစ်တယ်။နှစ်သင်းတလုံးကတော့ဒါဥရောပအသင်းငယ်လေးတွေရာနေပြီးတော့ဒါချန်ပီယံရရှိထားလို့ပါလေ။ဒါခိတက်တွေ့ဆုံတာလည်းဖြစ်တယ်။အခုလက်ရှိပေါ့ရရမယ်ဆိုပါမီယက်ကနေပြီးတော့တလုံးသေးသေးပေးထားတယ်။ဘူပေါင်းသေးကနှလုံးအရှုံးသေးဘူပေါက်သေးပေါ့နော်။ဆိုတော့နှစ်သင်းတလုံးကလည်းပထမဆုံးအချိန်ထိတိုက်တွေ့ဆုံသွားမှုမှာရှိနေတာလည်းဖြစ်တယ်ဆိုတော့နှစ်သင်းတလုံးကလည်းရမအခွင့်အရေးကိုပေါ့နော်။ဒါလည်းလုံးရှုံးခံနိုင်မှာလည်းမဟုတ်ဘူး။တလုံးသေးပေးထားဒီဘူပေါင်းသေးကတော့နှလုံးရှုံးသေးပေးထားလိုက် ွဲစင်ပါဆိုရင်ပါမီရဲနဲ့ပေါ့နော်တဲ့အားလေးပွဲစင်ပါဆိုရင်ကျွန်တော်ရဲ့ဒါဝခမဲရလကောက်1စီမို့ရင်2စီဒါမို့11လက်တက်သွားနိုင်တယ်ပါမီရဲကတော့ဒါနိုင်ရရှိမှုကကျင်းမြောင်းလဲရလက်နဲ့ပဲဖြစ်သွားတယ်လို့တော့တွေးမိတယ်ဆက်ကြွေရွှေချက်ပြရရင်တော့ကျွန်တော်ကတော့ပါမီရဲနဲ့တဲ့အားလေးပွဲမှာဆိုရင်ဘူပေါင်းအောက်ကိုလိုက်ပြီးတော့ စော်ကစားသေးကြပါတယ်ခင်ဗျာနော်နောက်တဲ့တစ်ပွဲမှာဆိုရင်အင်တာမီယာနဲ့ပေါ်တိုဘောကျွန်တော်ရွေးချယ်မိမှာလည်းဖြစ်တယ်အင်တာမီယာနဲ့ဒါပေါ်တိုကတော့ပေါ်တိုကတော့ဘောနော်ရှေ့တူဆိုအရှုံးသေးဖောက်ပေးထားတယ်အင်တာမီယာကိုကိုပေါင်းသေးကတော့၃လုံးကြည့်ဦးလက်ရှိဖောက်သေးတိုင်းပါသေးမှာနော်ဆိုတော့ကျွန်တော်ကတော့ဒါနှစ်သင်းသလုံးကလည်းဒါပထမတစ်ချိန်ဦးနာဆိုရင်တေးရီကြာထားလာတွေ့ရကြအခုလက်ရှိဒါပေါ်တိုကနေပြီးရှေ့တူဆိုရင်အရှုံးသေးပေးထားယူကိုပေါင်းသေးကလည်းဒါ၃လုံးသေးသေးကြီးဖောက်ပေးထားစေတိုင်းပါဆိုရင်ကျွန်တော်ကိုခံမရလက်ကတော့ဒါနှစ်တက်လောက်ဖြစ်သွားပြီးတော့ဒါပေါ်တိုတစ်ဖက်တည်းကနေလည်းအနိုင်ရရှိသွားနိုင်တယ်ဗျ စက်ကြကလည်းဒီနေ့ပွဲစဉ်မှာဆိုရင်တလုံးသေးသေးနဲ့ပဲဒါပေါ်တိုနဲ့အင်တာမီယာပွဲမှာလည်းကျွန်တော်ဟိုပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။နောက်ဆုံးပေါ်တော့ဒါနောက်ကျပွဲစဉ်တွေဖြစ်တဲ့ပေါ်တော့အက်တလီကိုမလစ်ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးမယ်။အက်တလီကိုမလစ်ကတော့စီအက်တယ်နဲ့ကစားမှာလည်းဖြစ်တယ်။စီအက်တယ်ကတော့ဒါဥရောပအသင်းငယ်ဖြစ်တဲ့ဆိုပေမဲ့အက်တလီမလစ်ကပေါ့နော်။ဒါပြီးခဲ့တဲ့တပတ်အောင်လားဒါရှုံးနေထားတာဖြစ်တယ်အက်တလီကိုမလစ်ကဒါ PSG ကိုလည်းရှုံးနေထားပြီးအခုလက်ရှိအက်တလီကိုမလစ်ရဲ့ပေါ်ရီကတလုံးသွင်းပြဆုံးရှုံးသေးပေါက်တိုင်းဂိုးပေါင်းသေးကတော့တလုံးသွင်းသွားပြဆုံးစားသေးပြီးထားတယ် ဒါမှမဟုတ်နိုင်ပွဲပြန်ချာလိုက်မဲ့အက်သလီကိုမလစ်အနေနဲ့ပေါ့နော်ဒါကိုအပြက်ကလေးနဲ့နိုင်ရရှိသွားပြီးတော့အနေဆုံးကိုခတ်မရလာတော့2-0လောက်ထိဖြစ်သွားနိုင်ပြီးတော့စီရက်တအနေနဲ့အက်သလီမလစ်ကိုရဲ့ပေါ့နော်ဒါတိုက်စစ်ပန်းကိုဒါဟန်တိုင်းနိုင်မှာတော့မဟုတ်ဘူးစိတ်ရောက်ကိုရွေးချယ်ပေးရရင်တော့ဒါကျွန်တော်ကတော့အက်သလီကိုမလစ်ပေါ်တီကိုပဲဆက်လက်ပြီးတော့လိုက်ပြီးတော့စော့ကစားသိချင်သူတို့ရွေးလဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်အက်သလီကိုမလစ်ပေါ်တီလို့နောက်ဆုံးနောက်ကျပွဲစဉ်ဖြစ်တဲ့ပေါ့နော် PSG ပွဲစဉ်ကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ PSG ကတော့ဒါဘူဒါဖီကိုနဲ့ကစားမှာလည်းဖြစ်တယ် တော့ PHA ကတော့အခုလက်ရှိဖောက်ပေးထားတဲ့ပေါ်လီရင်းမှာဆိုရင်နှလုံးသွင်းတာပြဆောင်စားလေးပေးထားတယ်ကိုပေါင်းလေးကောင်သုံးလုံးသေးသေးဖောက်ပေးထားတယ်ဗျဆိုတော့ကျွန်တော်ကတော့ PHA အနေနဲ့ဒါနောက်ဆင့်ကိုရမှတ်ကောင်းတဲ့အနိုင်ရရှိဖို့တော့ဒီနေ့ပွဲစဉ်မှာလည်းရုန်းကန်လာဖို့ရှိတယ်ကိုခမရလကောင်အနည်းဆုံး 3C 31လောက်ထိဖြစ်သွားနိုင်တယ်ကြတဲ့ဝရွှေ့ရှဲပေးရရင်လည်းကျွန်တော်ကတော့ဒါအဖက်ဖက်ကတားနေလဲပြည့်ချေပေါ်ဒီလိုပဲကျွန်တော်ရွှေ့ရှဲပေးခြင်းပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပါကျွန်တော်ရွေးရှယ်ပေးထားတဲ့ကလပ်ကပဗလာပြိုင်ပွဲစဉ်တွေမှာဆိုရင်ပါမီယာနဲ့တာအေအာလီပွဲမှာဆိုရင်ဂူပေါင်းအောက်ကိုရွေးရှယ်ပေးထားပြီးတော့အင်တာမီယာနဲ့ပေါ်တိုပွဲမှာဆိုလည်းဂူပေါင်းအောက်ကိုရွေးရှယ်ပေးထားတာလည်းဖြစ်ပါတယ်စီယက်တန်နဲ့တာတီကိုလိုပွဲစဉ်မှာဆိုရင်ပေါ့နော်အတလီကိုမက်ဆီဘော်ဒီလေးကိုကျွန်တော်ရွေးရှယ်ပေးထားပြီးတော့ PSG နဲ့ပေါ့နော်ဒါဘိုတာကိုလိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ PSG ဘော်ဒီလေးရွေးရှယ်ပေးထားတာဖြစ်ပါတယ်ညီကိုလိုနေတဲ့ဒီလေးပွဲတော့ကိုဒါအကြိုက်ရှင်းတူမယ်ဆိုရင်လိုက်ပြီးတော့ဆော့ကလာလို့ရပါတယ်ကျွန်တော်ရဲ့ဒါဘော်ဒီရွေးရှယ်ပေးမှုကတော့ဒါပေါ်တိုဂူပေါင်းနဲ့တာ အတလီကိုမလေးဘော်ဒီလေးကိုပေါ့နော်လိုက်ပြီးတော့ဆော့ကစားသိကျင်တယ်ပေါ့နော် channel လေးဘွဲ့တော့မောင်းဆော့ပြီးတော့နှစ်ဘွဲ့တော့ဒါ body distance ဆော့လို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအကြိုက်ရှိတူမယ်ဆိုရင်တော့လိုက်ပြီးတော့ဆော့ကစားကြပါခင်ဗျာနော်ကျွန်တော် link က support channel လေးကိုကြည့်ရှုအားပေးရညီတို့အားလုံးပဲကိုစိတ်နေပါချမ်းသာချမ်းသာကြပါလိမ့်ခင်ဗျာနော်အားလုံးပဲကံကောင်းပါစေအထူးလည်းကျေးဇူးတင်ပါခင်ဗျာ